ခေဒီမှာအာထွမြောက်ရာခန်းကြီး20အပိုင်းငယ်1နဲ့2မှာဆိုရင်ထိုအခါဘုရားသခင်မိန်တော်မူသောစကားများဟူမူကားငါဒီတင်တို့ကိုကြုံခံနေရာအကုတုပြီမှာကေနှုတ်ဆောင်ယူခဲ့ပြီးတော့တင်တို့ဤဘုရားသခင်သာဝရဘုရားဖြစ်၏တဲ့ကျွန်တော်အဲ့မှာလူချင်းတဲ့အရာလေးဘုရားသခင်ကပြောထားတယ်ငါဒီ တင်နှုတ်ကိုကြုံခံနေရဧကုတုပြီမှာကေနှုတ်ဆောင်ယူခဲ့ပြီးတော့တင်နှုတ်ဤဖျားတခင်ထာဝရဖျားဖြစ်၏လို့ရေးထားတာဖြစ်တယ်။ကျွန်တော်တို့ဘာကြောင့်ကျွန်တော်တို့ဖျားကိုကျွန်တော်တို့ကိုးကွယ်နေရတယ်လဲဆိုရင်နံပါတ်၄ချက်ကျွန်ုပ်တို့ကိုရွေးနှုတ်ကေတင်သောကြောင့်ကျွန်တော်တို့ဟာကိုးကွယ်နေတာဖြစ်တယ်။တနည်းအားဖြင့်ကျွန်တော်တို့ကြည့်မယ်ဆိုရင်ဣတရေလလူမျိုးတွေရဲ့ဘဝသူတို့ကြုံခံရပြီးဟာသူတို့အတွက်အခက်အခဲဆုံးသူတို့အတွက် ချက်ပြည့်စုံစားဖို့အတွက်စားစားတွာလာလှူရှားမှု နေထိုင်မှုစစရရအချက်တဲခက်ခဲတဲ့ပြည်နယ်မှာသူတို့တွေအေကုတုပြည်မှာကြုံခံနေရတာဖြစ်တယ်။အဲ့တော့သူတို့ရဲ့လွတ်မြောက်ရာလမ်းသူတို့ရဲ့လွတ်မြောက်ခြင်းတဲ့ဆန္ဒဒီပြည်တွေကနေထွက်သွားခြင်းတာဟာသူတို့ရဲ့ဆန္ဒဖြစ်တယ်။ဒီပြည်တွေကနေကြော်လွားနိုင်ရင်သူတို့ဟာလွတ်မြောက်တဲ့နေရာတစ်ခုကိုရလိမ့်မယ်ဆိုတာကိုသူတို့သိတယ် ဲ့တော့တို့ဒီပြည်တဲ့ကနေထွက်သွားဖို့ရန်အတွက်ပဲဘုရားသခင်စီမှာအမြဲတမ်းစူတောင်းနေဘုရားသခင်စီမှာတိုင်တယ်တော့ဘုရားသခင်ဟာဒီနေ့မှာမောရှိဆိုတဲ့လူငယ်လေးတယောက်ကိုအာမွေးဖွားစေပြီးတော့ဒီပြင်ဆင်ခဲ့တဲ့အရာဒီပင်လေကိုထက်ချမ်းခွဲပြီးတော့နှုတ်နဲ့ပြားရည်စီးတဲ့ပြည်ကိုပို့ပေးတာဒါအလုံးတည်ပြီးသားဖြစ်မှာပါเนาะဣတလီလာရဲ့ရန်စုံလေးသူတို့ရဲ့အခက်အခဲဆုံးသူတို့ရဲ့အကြက်တဲဆုံးကဒီအေကုတုပြည်ကနေလွတ်ချင်တာဖြစ်တယ် ဘုရားသခင်စီမာသူတို့ဆူတောင်းနေဘုရားသခင်ကသူတို့ကိုလမ်းစာပို့ပေးတဲ့အခါမှာထက်ခဲအကျက်တဲတွေကလည်းလွတ်မြောက်ရုံနဲ့မကဘူးနော်နို့နဲ့ပြားရည်စီးတဲ့ပြည်ကိုပါဘုရားသခင်ကပို့ဆောင်စေတာဖြစ်တယ်အဲ့တော့ဒီနေ့ကျွန်တော်ကျမတို့ရောတရားစင်စားကြည့်ပါဦးကျွန်တော်ကျမတို့အာအပြစ်သားဘဝမှာနေတော့ကမလောက်တော့ဒီခက်ခဲဒီအပြစ်တော့ ဒီပြတနာတွေကနေယုံထွက်ခြင်းလိုက်တယ်လေအာကျွန်တော်တို့ဘာသာတရားရဲ့ဆွဲငင်မှုတွေမှာပဲနေပြီးတော့ကိုလို့ရင်ကိုစားရမယ်ပုံကောင်းတာလုံးမကောင်းရရောက်မယ်ဆိုတဲ့အရာတွေဒါပြောပြီးမှကျွန်တော်ကောင်းတာဘူးမှမလုံနိုင်ကြောက်အတချို့ခရီးရန်လူငယ်တွေလည်းအာငါစိတ်တက်ကြတယ်ငါဒီပုံစံကြီးအသက်မရှင်ကျင်တော့ဆိုတဲ့နှစ်မွန်းချင်းနေရှိနေတယ်နော်အာကျွန်တော်ဒီအတိုင်းလည်းမရှင်ချင်တော့ ဒီလိုပုံစံကြီးနဲ့ကိုကျွန်တော်လုံးဝမနေချင်တော့ဆိုတဲ့ညီကောင်မောင်မတွေလည်းရှိလိမ့်မယ်ပြီးတော့ကျွန်တော်ဘွားရဲ့အာဒီကျွန်တော်ဘွားရဲ့အကြောင်းကိုတက်တည်ခံမယ်ဆိုတော့ကျွန်တော်ကငငယ်လေးကလည်းအသက်ရှင်တဲ့ဖခင်ကိုရှာချင်တယ်ပြီးတော့ကျွန်တော်မှအပြစ်ဘလောက်များလဲဆိုတာကိုကျွန်တော်ကတီးတယ်အဲ့တော့အသက်ရှင်တဲ့ဖခင်ကိုရှာရင်ရှာရင်တဲ့သခင်ယေရှုရဲ့ကယ်တင်ခြင်းကိုကျွန်တော်နားလည်လိုက်တဲ့အခါမှာစစ်မှန်တဲ့သခင်ယေရှုရဲ့စစ်မှန်တဲ့ကယ်တင်ခြင်းကိုမိမိ ကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံလာလိုက်တဲ့အချိန်မှာဘာဖြစ်သွားလဲဆိုတော့ကျွန်တော်ဟာအပြစ်သားဘဝကျွန်တော်လွတ်မြောက်ရှင်နေတဲ့အပြစ်သားဘဝကနေလွတ်မြောက်ယုံတင်တာမကောက်ကျွန်တော်ဖြစ်စီကျွန်တော်ဖြစ်ရှင်တဲ့အပြစ်သားဘဝကနေလွတ်မြောက်ယုံတာမကောက်ဘာကိုပို့ပြီးလဲဆိုတော့ဖရာသားဆိုတဲ့အခွင့်ကိုပါကျွန်တော်ကိုဖရာသခင်ကပြင်ဆင်ပေးတာဖြစ်တယ် ဣဒရီလာလူမျိုးတွေလည်းကြည့်မယ်ဆိုရင်သူတို့လွတ်မြောက်ချင်တာဒီကျွန်ခံရပြီရပဲလွတ်မြောက်ချင်တာဒါပေမဲ့ဘုရားသခင်ကကျွန်ခံတဲ့ပြီကလည်းလွတ်မြောက်ခွင့်ပေးယုံတာမကဘူးဘာလုပ်လိုက်လဲဆိုတော့နို့နဲ့ပြားရီစီးတဲ့ပြီကိုပါဘုရားသခင်ကပို့ဆောင်ပေးတယ်ကျွန်တော်ရဲ့အတ္တတာကိုလည်းကြည့်မယ်ဆိုကျွန်တော်ကအပြစ်သားဘဝကနေလွတ်ချင်တာခရစ်တော်ကိုမိမိကနေပိုင်ရှင်ဖြစ်ယုံကြည်တယ်ဩခရစ်တော်ငါအတွက်ပေးဆက်သွားတဲ့အရာတွေကိုယုံကြည်လက်ခံနေနေမှာပဲအိုးငါဟာ အပြစ်နွန်နဲ့ကနေလွတ်မြောက်သွားရုံတည်းမကဘဲနဲ့ငါအတွက်ဘုရားတခင်ကအိုးမင်းဟာအပြစ်သားမဟုတ်တော့ဘဲနဲ့ငါတာအဖအဖကိုခေါ်ရတဲ့အခွင့်ကိုပါမင်းကိုငါပေးထားပြီးပြီလို့ဘုရားတခင်ကအာကျွန်တော်ကိုပြောတဲ့ခါမှာအယံဝတ်မြောက်တာဖြစ်တယ်ဒီနေ့အာဒီမှာရှိတဲ့ညီကိုမတော်မတွေလဲကျွန်တော်ကတော့ခရိယာမို့လို့အာမွေးရပါဒါကျွန်တော်ကယုံကြည်ပြီးသားစသည်ဖြင့်ပြောလိမ့်မယ်ဒါပေမဲ့ ယုံကြည်ပြီးကျွန်တော်တို့လောကမှာအသက်ရှင်နေရတဲ့အခါမှာအခက်ခဲတွေဒုက္ခတွေဒီအခက်ခဲကြားတွေကနေကျွန်တော်တို့ဘယ်လိုပြောမလဲယုံထွက်ခြင်းနဲ့ဒီပြဿနာတွေကနေကျွန်တော်တို့ယုံထွက်ခြင်းနဲ့အကြိမ်ကြိမ်လဲကျွန်တော်တို့ယုံထွက်ဖို့ကြိုးစားလိမ့်မယ်နော်ဟာဒီလိုကြီးမရှင်ချင်တော့ဘူးငါငါရဲ့အတ္တတော်ကိုပြုတ်ပြင်ခြင်းနဲ့ပြောင်းလဲခြင်းနဲ့ဆိုပြီးတော့ကျွန်တော်အမြဲတမ်းတွေးလိမ့်မယ်ဒီနေ့ဖျားတခင်ကိုတင်ခေါ်ကြည့်ပါကိုရောကျွန်တော်ဒီထဲကနေ အခု ျွန်တော်လက်ရှိခံစားနေတဲ့ဘဝအသေးကနေမခံစားနိုင်တော့ကိုတော်ကြီးကျွန်တော်ကိုကူညီပါအောင်ကျွန်တော်ကိုလမ်းပြပါအောင်လို့ကျွန်တော်ဘုရားသခင်စီမှာတိုင်တယ်တဲ့ညီကိုတွေအတွက်အဲ့ခက်ခဲအဲ့ပြဿနာအဲ့အသာစီးတွေထဲရတယ်မကဘူးကျွန်တော်တို့အတွက်ဘုရားသခင်ဟာတင်းအတွက်ဒီထက်ကောင်းမွန်တဲ့လမ်းကိုလည်းပြင်ဆင်ပေးထားပြီးသားဖြစ်တယ်ဆိုတာကိုတင်းကိုယ်လည်းမြင်တွေ့ရမှာဖြစ်တယ်เนาะဒါကြောင့်မလို့ ဘာလို့ကျွန်တော်တို့ဘုရားသခင်ကိုကိုးကွယ်တယ်လဲကျွန်တို့ကိုရွေးနှုတ်တော်အရှင်ဖြစ်လို့ကျွန်တော်တို့ကိုးကွယ်တယ်နောက်တစ်ချက်နေနဲ့ကျွန်တော်တို့ကြည့်မယ်ဆိုဘာလို့ကျွန်တော်တို့ကိုဘုရားကျွန်တော်တို့ဘုရားသခင်ကိုကိုးကွယ်တယ်လဲဆိုရင်ပြစ်အဘဝကနေရွေးနှုတ်ပြီးတော့ဘုရားသားဖြစ်ခွင့်ကိုပေးလို့ကျွန်တော်တို့ကိုးကွယ်တယ်ဘာလို့ကျွန်တော်တို့ဘုရားသခင်ကိုကိုးကွယ်တယ်လဲမေးရင်ခက်ခဲကြုံလာရင် ျွန်တော်တို့နေတူအဲ့ခက်ခဲပြဿနာတွေကိုရင်ဆိုင်ပေးတဲ့အတူပါရှိပေးတဲ့ဖရားဖြစ်လို့ကျွန်တော်တို့ကိုးကွယ်။ဒါဟုတ်ဒီမှာရှိတဲ့ညီကောင်မတော်မတွေကိုအာတိထားစေခြင်း။နောက်တစ်ချက်